မိုက်ဆိုရိုအနေနဲ့ story season ဆိုတဲ့အတွေးဖော်ကိုကြားဖို့ကြမယ်လို့ထင်ပါတယ်ဒါပေမဲ့ဒီအတွေးဖော်ကဘေရှင်လောက်မှစတင်မပေါက်ခဲ့တဲ့ဘသူကဆက်လက်တင်ကြားပြသပေးခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးတေရှာတီးတဲ့သူကနင်းနေမယ်လို့ခံမှန်းမိတဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုလောလောရရှင်ဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာတော့ story season ရဲ့ founder ဖြစ်သူ Zino အကြောင်းနဲ့ story season စတင်ပေါ်ပေါက်လာဖို့အကြောင်းကိုကျွန်တော်လေ့လာမှတ်သားမိတဲ့လောက်လေးညွှန်ပြသွားမှာဖြစ်ပါတယ် BC 330လေဝန်းကျင်လောက်မှာနေတဲ့ပင်လယ်ရှင်ပိုင်းမှာရှိတဲ့ Separate Drain နိုင်ငံရှိ CDN ဆိုတဲ့ကလေးမျိုးလေး၌ကလေးတယောက်ပေါ်ခဲ့ပါတယ်။ဒေါကလေးကတော့အနာဂတ်မှာ Story စဉ်စဉ်ကိုရှာဖွေတွေ့ရှိလာမဲ့ Zeno ဆိုတဲ့သူပဲဖြစ်ပါတယ်။သူ့ရဲ့အပေကရှမ်းသာကျွားတဲ့ကုန်းတဲ့တချေးတယောက်ဖြစ်တဲ့အတွက်ကြောင့် Zeno အွေရောက်လာတဲ့အခါသူ့အဖေရဲ့အမွေကိုဆက်ခံတဲ့အနေနဲ့ကုန်းတဲ့အလုပ်လုပ်ကန်ရင်းနဲ့ပဲသူ့ရဲ့ဘဝကိုစတင်ကတန်ခဲ့ပါတယ်။ကုန်းတဲ့တယောက်ဖြစ်တဲ့ Zeno အနေနဲ့ ဗီလေးပင်လေတလျှောက်တနေရာမှတနေရာသို့ရွက်လွင်ပြီးသွားရောက်ကွန်ပလီတဲ့အခါလိုအပ်သည့်စာရေးရှင်းစာဖတ်ရှင်းစသည့်အရှိခိုင်ပညာရေးကိုလည်းအတော်သင့်တယ်မြောက်ကားခဲ့ပါတယ်။အေဒီခေခါတုံးကစာရေးစာဖတ်တဲ့ဘိုးဆိုတာဗီရာမျိုးတော့မဟုတ်ခဲ့ပါဘူး။မြို့တွေတစ်မြို့ပြီးတစ်မြို့ရွက်လွင်သွားလာရင်ကွန်ပလင်ရင်းနဲ့ရင်းချေမှုအသစ်တွေလိုအပ်သည့်တွေအများကြီးပေါင်းသင်းဆက်ဆံလာရတဲ့အခါဇီနိုရဲ့ကပါကြီးပေါ်အမြင်ကားလေးပုံမူကြည့်ပြန်လာခဲ့ပါတယ်။ ူရားရဲ့ဘဝမှာအမြဲတမ်းကောင်းလာကြီးပဲကြုံမနေနိုင်တယ်လို့ဆိုရာကြီးပဲလည်းကြုံမနေပါဘူး။ဇီနိုလည်းပဲကျွန်တော်တို့လိုတာမန်လူသားတွေရောက်ပါပဲ။ဒါကြောင့်ပဲဒီနေ့မှာတော့ဇီနိုတို့ကုန်တရေးခရီးသွားနေစဉ်ပြင်းထန်တဲ့မူရန်တို့ကိုကြုံဆုံခဲ့ရပါတယ်။သူရဲ့တင်ပေါ်ကနင်းမြုပ်သွားခဲ့ပြီးသူရဲ့ပန်းဆိုင်မှုရောကုန်လုံးကလည်းနေချင်းများချင်းကပြန်လည်ရောက်တော့ရောက်သွားခဲ့ရပါတယ်။တကကြီးလာတဲ့ဆုံးချမှုကြီးတစ်ခုဖြစ်ခဲ့တယ်လို့ဇီနိုဘဝကိုအရှုပ်ဝေးဖြစ်စေခဲ့တဲ့အရာတစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒင်ပေါ်နေမျိုးမျိုးဖြစ်စေပြီးတဲ့နောက်မှာဇီနိုတရားအစ်တင်မျိုးကိုရောက်လာခဲ့ပါတယ်။စီပီလပြဖြစ်နေရမဲ့အစားဇီနိုကတော့ပေါပပပပေးအစ်တင်တို့ရဲ့မှာရှောက်သွားနေခဲ့ပါတယ်။အဲလိုရှောက်သွားနေရင်ဆောက်ဆန်ဒီဇိုင်းတွေကိုဝင်သွားခဲ့ပါတယ်။ အဲ့ဒီဇာတ်ဆန်တွေကဆိုကရတီရဲ့ဘဝနဲ့အတွေ့အကြုံကြောင့်ကိုရေးသားထားတဲ့အစောတအုပ်ကိုဖက်ပြီးသွားတဲ့အခါဇီနိုရဲ့ဉာဏ်ပညာကိုရယူခြင်းနဲ့စိတ်တည်းတွေနှုတ်ကြွားလာခဲ့ပါတယ်။သူရဲ့အလုပ်ကိုဆက်လက်ပြီးဉာဏ်ပညာရအောင်ကြီးကြံခြင်းနဲ့ဇီမိုကဆိုကရတီတို့လူမျိုးကိုဘယ်နေရာမှာရှာလို့ရနိုင်လဲဆိုပြီးတော့စောက်ဆန်ရှင်ကိုမေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာဆိုင်းရှင်ကတူပေနာကဖျက်ချောက်သွားတဲ့ဆိုင်းနဲ့လူပေါ်ပညာရှင်ခရိတ်ဆိုသူကိုလက်ညှိုးထိုးပြခဲ့ပါတယ်။ ဒါနဲ့ပဲဇင်လိုတရားအေတင်မျိုးမှာနေထိုင်သည့်သူ့ရဲ့ဘဝကိုအပြည့်အဝပညာရည်တည်းမှာပဲနင်းမြှောက်လိုက်တော့မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့ Grace မှာတပိတ်ခံပြီးတော့ဆက်နဲ့အတွေ့အကြုံပညာကိုဆက်တင်နေလာပေးပါတယ်။ Science တွေကဘဝကိုရိုးရှင်းရှင်းနေထိုင်ရမယ်၊ပစ္စည်းဥစ္စာတွေပြည့်စုံကြွားမှုတွေကိုနင်းပေးရမယ်။ကိုကြီးနေရကိုသာလက်ခံထားရမယ်ဆိုပြီးတော့ယုံကြည်ကြပါတယ်။ဇီနိုရဲ့ဆရာဖြစ်သူခရစ်ကလည်းဇီနိုကိုအစ်စီဥစ္စာတွေအပေါ်တူတာမှုမရှိစေရန် ငါဆိုတဲ့ကုမ္ပဏီကိုပင်နိုင်စီရန်ရည်ရွယ်ပြီးတော့ထူးဆန်းတဲ့အလုပ်တွေကိုလောက်ကမ်းခဲ့ပါတယ်။တခါတော့ဟာဆိုရင် Chris က Zino ကိုလူအများရှိမှဆက်ပြောအုပ်ကမ်းပြီးတော့လမ်းလျှောက်ခန်းခဲ့ပါသေးတယ်။ဒီလိုလောရရှိမှ Chris က Zino ကိုအခြားသူတွေရဲ့အထင်မြင်တွေအပေါ်ရှေ့ကြောင့်မနေပဲကိုယ့်ရဲ့ပုံစံကိုသာပုံပြအောင်ဆက်ရအောင်ကြားပရှင်ခဲ့လို့ဖြစ်ပါတယ်။ဒါအပြင် Chris က Zino ကိုအစာငက်တန်းအေးတန်းနာချီမှုတန်းတွေကိုခံနိုင်ရင်ရှိလာအောင်လည်းတင်ကြားပေးခဲ့ပါသေးတယ်။ ဆိုင်နစ်ဆွေရဲ့အပြုခေါ်ပညာတွေမှာအရင်ကစွန့်ရောက်တဲ့အရာတွေကိုတော့ဇီနိုတယောက်တိမ်မကြိုက်ခဲ့ပါဘူးဇီနိုကလည်းဆိုင်နစ်တယောက်အနေနဲ့ပတ်သက်လို့နေဖို့စိတ်ကူးမရှိခဲ့ပါဘူးဆိုင်နစ်အပြုခေါ်ပညာတွေကသူတင်ယူခြင်းတဲ့အရာတွေကိုတင်ပြီးတဲ့အခါမှာတော့ဇီနိုတယောက် crazy ကနေထွက်ပွင့်တောင်းပြီး stable ဆိုတဲ့သူထိုင်မှာရုပ်တိပေသနဲ့ကျင်းဝတိတ်ကာရီအကြောင်းတမန်စီပူပေးပါတယ် stable ကဇီနိုကိုဆွန့်ရှက်မှုတွေကြောင့်နာကျင်မှုတွေကြောင့်ဆေးအချမ်းတည်နေစွာနေထိုင်တဲ့စေရန်တရားပြသပေးပါတယ် crazy က စီနိုကိုဘဝမှာယူရှင်းစွာနေထိုင်ဒီကိုတင်ပေးခဲ့တယ်ဆိုရင် stable ကမင်္ဂလိကျောက်စွာဒေတော်နီကိုတင်ပေးခဲ့ရလို့ပြောရင်မမှားပါဘူး။ဒါ့အပြင်စီနိုကပလေတိုရဲ့ academy မှာလည်းလူခွန်ပညာရေးကိုသိလာခဲ့ပါသေးတယ်။ဒီလိုနဲ့စီနိုတရားအတွေ့အော်ပညာရေးကိုကျောင်းအမျိုးမျိုးဆရာမျိုးမျိုးစီကနှစ်ပေါင်း၄၀ကျော်လေ့လာပြီးတဲ့နောက် PC 300လောက်မှာတော့သူလေ့လာမှတ်သားခဲ့တဲ့အရာတွေကို သူ့ရဲ့ကိုပိုင်တွေးမြင်တွေနဲ့ပေါ်ဆက်ပြီးဘေကောပညာရဲ့အသစ်တစ်ခုအနေနဲ့အသင်မျိုးရဲ့အလွန်ကြော်ကြားတဲ့လူတော်လန်းတစ်ခုဖြစ်တဲ့ Stora Pokali မှာစတင်တင်ကြားပို့ချပေးပါတယ်။သူ့ရဲ့တွေးခေါ်ပညာရဲ့တွေကိုကိုရင်းတရားစင်စင်တို့တရားမိမိပုံကိုတည်ဆောက်နိုင်မှုတရားတဘောဝတရားနဲ့လမ်းရွန်ကြီးရှိရာနေထိုင်နိုင်မှုတရားတွေပေါ်မှာအရှိခံပြီးတင်ကြားပို့ချလေးပါတယ်။ Stora Pokali မှာပါတဲ့ Stora ကိုဆေးပြပြီးတော့နောက်ပိုင်းမှာတော့သူ့ရဲ့တင်ကြားမှုတွေကို Story Season ဖြစ်သူ့ရဲ့တပေးတွေကိုတော့ Story တွေဖြစ်ခေါ် ေါ်လာပေးကြပါတယ်။အီဒီကနေစပြီးတော့အထွေကပညာရဲ့နေပေမှာဇီနိုကလည်းဆရာတစုဖြစ်လာခဲ့ပြီးတော့လဲအောင်လေသားတွေအများအပြားရလာခဲ့ပါတယ်။ဇီနိုရဲ့ဉာဏ်ပညာကြီးမားမှုမျိုးသားပြောင်းလဲမှုတွေကြောင့်အီဒီမျိုးတွေမျိုးသားတွေကသူ့ကိုမျိုးရဲ့အဓိကပုံကိုတဝန်းနေပြည့်သတ်မှတ်လာခဲ့ကြပါတယ်။ဇီနိုကသူ့ရဲ့ဘဝတစ်ချောင်းလုံးကိုရိုးရိုးရှင်းရှင်းလေးနဲ့ပဲတက်တန်းခဲ့ပါတယ်။စားတဲ့လောက်ပဲစားတယ်။ပန်းဆန်မှုတွေကိုလည်းနည်းနည်းလမ်းများနေအောင်ထားတယ်။ ကိုချင်းတယောက်ကောင်းမွန်ရေးကိုသာအတိအကအရင်ဆက်ခဲ့ပါတယ်သူရဲ့ကိုပိုင်အစည်းအဝေးရှိမှုကနောက်ပိုင်းမှာတော့ story တွေအတွက်ဆန္ဒမူနာတကူပြသခဲ့ပါတယ် Story Season ရဲ့ပပင်ကြီးစီနိုကဒီစင်းနေအောင်ရှောက်စင်နဲ့သူရဲ့အသက်80နှစ်အရွယ်မှာတော့သူရဲ့တပည့်တွေကိုရှံရေးပြီးလောကကြီးမှာထွက်ခွာသွားပေးပါတယ်စီနိုကသူမတည်ခင်နောက်ဆုံးစကားမှာမိန်းကကိုလာပေါ်စေရမလိုပါဘူးတရှင်တရားရဲ့ ငါမဲစီကိုငါပါငါအိရှက်စွာလာနေပါပြီပါလို့တော့ပြပါတယ်ဒေရှင်းတရားကိုလက်ခံတဲ့သူမကြောက်နိုင်တဲ့သူပါဒေရှင်းတရားအတွေ့အပေရှယ်မဆိုအစင်းလေးမှာပေးလို့ပြောရှင်နေတဲ့အတူတူပါပဲ ဇီနိုရဲ့ဘဝဆက်ကြောင်းနဲ့ story ဆင်ဆင်ပေါ်ပေါက်လာပုံကိုကြည့်ပြီးပုံမကောင်းမှန်တဲ့အရာတစ်ခုကိုကောင်းတဲ့အရာတွေစုပေါင်းခြင်းကနေရလာတယ်ဆိုတာကိုမက်ရှီရိုကိုယ်တိုင်ရဲ့တတိခါမိမှာပါဒီတော့မိတ်ဆွေတို့ပေါ်ရမှာလေပညာရေးတကူကိုတနည်းအားတွေကနေတင်ယူနေမဲ့အစားနေရာတွေအများကြီးကနေတင်ယူကြပါပြီးရင်ပူပါလေပညာရေးကိုကိုယ်တိုင်ဖန်တီးယူကြပါလို့ပြောကြရင်ဒီဗီဒီယိုလေးကိုရနာလိုက်ပါတယ်